ပစိဖိတ်သမုတ်တရားဟာတရုတ်နိုင်ငံရဲ့ရေတပ်အင်အားကိုအလွယ်တကူဖြန့်ကျက်နိုင်တဲ့ကစားကွင်းတစ်ခုမဟုတ်တော့ပါဘူး။ပစိဖိတ်ရေပြင်တွေဟာတရုတ်ရေတပ်ရဲ့ရန်သူအမေရိကန်ပြည်ထောင်စုမဟာမိတ်တွေရဲ့စောင့်ကြည့်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။ဒီနယ်မြေကိုထိန်းချုပ်တဲ့အဓိကအင်အားတွေကတခုကဂျပန်နိုင်ငံဖြစ်ပါတယ်။တိုဂျိုဆိုယာဟာတရုတ်ရေတပ်တင်မောတွေကိုစောင့်ကြည့်ဖို့ရေဒါထောက်လန်းမှုခြေရာကန်မှုနဲ့ပင်လယ်ပြင်ကင်းလဲမှုလှုပ်ရှားမှုတွေကိုတုံ့ပြန်လှုပ်ဆောင်ခဲ့ပြီးလိုအပ်တဲ့အခါသတိပေးမှုဒါမှမဟုတ်ဝင်ရောက်ဆွတ်ဖက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲဂျပန်နိုင်ငံဟာဒီဒေတာမှာသူ့ရဲ့ရေတပ်အင်အားကိုစုစည်းထားတာဖြစ်ပါတယ်။ဂျပန်ရေကြောင်းကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ JSMDF ကဧပြီလမှာစုစုပေါင်းသင်္ဘော၅စီးကိုဖြန့်ကျက်ခဲ့ပြီးမျက်နှာပြင်တပ်ဖွဲ့၄ခုနဲ့ JSMDF ရဲ့ပင်လယ်ပြင်ကင်းလှည့်လေယာဉ်တစ်စီးကထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ရေနံသင်္ဘော JS Osumi ကဒုတိယတပ်ဖွဲ့ဖြစ်ဖွဲ့စည်းခဲ့ပြီးရဟတ်ရင်တင် ဖြတ်သင်းဘော JSEC နဲ့ဖြတ်သင်းဘော JX Tsunami တို့ကတတိယတပ်ဖွဲ့ ဖြတ်သင်းဖို့ဂျီအာကာဘူနူတို့ကစရုပ်ထတက်ဖွဲ P1 MBA ကလင်းတက်ဖွဲမဖော်ပြထားတဲ့ရင်ငုတ်သင်္ဘောအရေးအတွက်ကရင်ငုတ်သင်္ဘောတက်ဖွဲကိုအသီးသီးကိုသားပြုခဲ့တာဖြစ်ပါတယ်။မျက်နှာပြင်တက်ဖွဲတွေမှာလှည့်ပတ်စစ်ဆေးမှုရှာဖွေမှုနဲ့တိမ့်သီးမှုတာဝန်ပေးရထားတဲ့အဖွဲ့တွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါအလုံးကိုဂျပန်နိုင်ငံက Pacific ဒေသမှာအထူးသဖြင့်ထိုင်ဝမ်နိုင်ငံအပါအဝင်ဒေသရင်းနိုင်ငံတွေကိုတရုတ်ရေတပ်သင်္ဘောတွေကအနှောက်အယှက်ပေးတာ။ ဒါမှမဟုတ်ကျူးကျော်ဖို့ခြေလှမ်းတွေလှုပ်ဆောင်တာကိုတားဆီးဖို့ပေးအပ်ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာလက်ရှိမှာသင်းမောနဲ့ရင်ငုတ်သင်းမောပေါင်း380ကျော်နဲ့တန်ချိန်ရကပအကြီးဆုံးရေတပ်ကိုပိုင်ဆိုင်ထားပြီးလက်ရှိတောင်ဝင်ထမ်းဆောင်နေတဲ့ Type 075ကန်တက်တိုက်ခိုက်ရေးသင်းမော၃စီးလည်းပါဝင်တာဖြစ်ပါတယ်။ဒီသင်းမော်တွေဟာအငင်းပွားရေပြင်တွေပေါ်မှာကုန်းပေါ်နဲ့ဝေဟင်အင်အားကိုဖြည့်ဆည်းပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒါကြောင့်ဂျပန်နိုင်ငံအနေနဲ့သူ့ရဲ့ရေတပ်အင်အားကိုဖြည့်ဆည်းဖို့ပို့လိုအပ်ခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ဘယ်အချိန်မှမဆိုတရုတ်ရေတပ်သင်းမောအုပ်စုဟာ Pacific ဒေသမှာတားမြစ်ထားတဲ့နယ်မြေတွေထဲကိုဝင်ရောက်လာနိုင်ပြီးထိုင်ဝမ်နိုင်ငံဒါမှမဟုတ်ဂျပန်နိုင်ငံစီချင်းကပ်လာနိုင်ကကျွန်းစုတွေကိုစစ်တမ်းကောက်ယူပြီးအန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါကြောင့်ဂျပန်နိုင်ငံဟာ2029ခုနှစ်မှာပြည်ပဝင်ရောက်ကျူးကျော်မှုတွေကိုကာဝယ်ဖို့အဓိကတာဝန်ယူဖို့စီစဉ်ထားပြီးတာဝေးတိုက်ခိုက်နိုင်စွမ်းကိုချဲ့ထွင်ဖို့ရည်မှန်းထားတာပါ။ American ပြည်ထောင်စုဟာဂျပန်နိုင်ငံမှာစစ်သား9000ကျော်ကိုထားရှိထားပြီး ဒုတိယကမ္ဘာစစ်ကတည်းကစစ်ရေးတည်ရှိမှုကိုထိမ့်သိမ်းထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာအမေရိကန်ရေတပ်ရဲ့တပ်တမရေရင်စုတည်ရှိရာယိုကိုစုကလိုအဓိက လေတပ်နဲ့ရေတပ်အခြေစိုက်စခန်းတွေကိုလက်ခံထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အနောက်တောင်ပြင်မှာရှိတဲ့အိုကီနာဝါကျွန်းပေါ်ကကရနာလေတပ်အခြေစိုက်စခန်းဟာထိုင်ဝမ်နိုင်ငံမှာမိုင်380အကွာမှာတည်ရှိပြီးထိုင်ဝမ်နိုင်ငံနဲ့အနီးဆုံးအမေရိကန်လေတပ်အခြေစိုက်စခန်းဖြစ်ပါတယ်။ တိုက်ခိုက်ရေးသင်္ဘောတစ်စီးဥဆောင်တဲ့တရုတ်ရေတပ်သင်္ဘောအုပ်စုတစ်ခုဟာဂျပန်နိုင်ငံရဲ့အနောက်တောင်ဘက်ရေပြင်နဲ့ဘေကျင်းကထိန်းချုပ်ဖို့ရည်မှန်းထားတဲ့အနောက်ပစိဖိတ်ဒေသရဲ့မဟာဗျူဟာကျွန်းစုတွေထက်ကျော်လွန်တဲ့အငင်းပွားရေပြင်တွေမှာလှုပ်ရှားနေကြတာဖြစ်ပါတယ်။ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းတပ်ဖွဲ့ရုံးကထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုအရတရုတ်ရေတပ်သင်္ဘော၅သီးပါအုပ်စုတစ်ခုဟာအရှေ့တရုတ်ပင်လယ်ကနေဖိလစ်ပိုင်ပင်လယ်စီခရီးဆက်နေပြီးဂျပန်နိုင်ငံရဲ့အနောက်တောင်ကျွန်းတွေနာကမီယာကိုရေလက်ကြားကိုဖျက်ဆီးသွားလာတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့တရုတ်ရေတပ်ပိုင်ဆိုင်မှုတွေထဲမှာ type 05တိုက်ခိုက်ရေးသင်္ဘော NY type 052D ဖြတ်သင်္ဘောစုဆောင်းနဲ့ type 054A frigate သင်္ဘောနှစ်စီးဂျူရှားနဲ့စုခေါင်း type 071ပို့ဆောင်ရေးသင်္ဘောလောင်ဟူရှန်တို့ပါဝင်ခဲ့ပြီးအားလုံးကိုသင်္ဘောနံပါတ်တွေနဲ့ခွဲခြားဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ဂျူလူတပ်ပုံတွေရာတရုတ်ရေတပ်သင်္ဘော3စီးဆိုလိုရာက type 075တိုက်ခိုက်ရေးသင်္ဘော type 071ပို့ဆောင်ရေးသင်္ဘောနဲ့ Type 054A Frigate တင်မတော်ဟာထိုင်ဝမ်နိုင်ငံရဲ့တောင်ဘက်စွန်းစုံအချက်ကနေ365ကီလိုမီတာအရှိတ်ဘက်မှာလှုပ်ရှားနေတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်မဲ့ဒီတရုတ်တင်မတော်တွေဟာအရင်ကမီယာကိုရေလက်ကြားကိုဖျက်ဆီးသွားခဲ့တဲ့တင်မတော်တွေနဲ့တူညီတဲ့တင်မတော်တွေဟုတ်မဟုတ်ချက်ချင်းမသိရှိနိုင်ခဲ့ဘူးဆိုတာကိုဂျပန်နိုင်ငံကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အဆိုအရဒါဟာဖေဖော်ဝါရီလကတည်းကဒုတိယကြိမ်ကျူးကျော်မှုဖြစ်ပြီး တရုတ်ရစ်တက်ဟာဂျပန်နိုင်ငံရဲ့အနောက်တောင်ကျွန်းတွေနဲ့ထိုင်ဝမ်နိုင်ငံမှာလှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တရုတ်ရစ်တက်ရဲ့ဒီဒေတာမှာပုံမှန်ရှိနေမှုဟာဘေကျင်းကသူ့ပိုင်နယ်မြေရဲ့တစိ့တစ်ပိုင်းအဖြစ်တောင်းဆိုထားတဲ့ထိုင်ဝမ်ကျွန်းကိုအတင်းကျပ်သိမ်းပိုက်တာကိုတားဆီးဖို့ရည်ရွယ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့ကာကွယ်ရေးဗျူဟာအတွက်တက်ရောက်မှုတွေရှိနိုင်ပါတယ်။ထိုင်ဝမ်ရေလက်ချားမှာဖြစ်ပေါ်လာနိုင်တဲ့အကျပ်တဲဟာဖိလစ်ပိုင်နိုင်ငံကိုလည်းထိခိုက်စေနိုင်ပါတယ်။ကုလသမဂ္ဂရဲ့ပင်လယ်ဥပဒေဆိုင်ရာသဘောတူညီချက်အရ ကန်ယူရန်နိုင်ငံတနိုင်ငံရဲ့နယ်မြေရေပြင်ကိုကန်ယူရန်ကနေ12ရေမိုင်အထိတတ်မှတ်ထားပြီးတီးတန့်စီးပွားရေးဆောင်ကိုဒီကျော်လွန်ပြီးရေမိုင်200အထိတတ်မှတ်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံကတရုတ်ရေတပ်ကိုမထွေရှိခဲ့ဘူးဆိုရင်တရုတ်ပြည်သူလက်မြောက်ရေးတပ်မတော် PLA ဟာဒီနယ်မြေတစ်ဝိုက်မှာစစ်တမ်းကောက်ယူမှုနဲ့ထောက်လန်းမှုလှုပ်ရှားမှုတွေကိုလွဲကူစွာလှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာလက်ရှိမှာအရှိတရုတ်ပင်လယ်နဲ့ပစိဖိတ်ဒေသမှာ၎င်းရဲ့လှုပ်ရှားမှုတွေကိုအားကောင်းလာအောင်လှုံ့ဆော်နေပြီးစစ်ရေးစွမ်းရည်တွေကိုလည်းလှည့်မြန်စွာတိုးမြှင့်နေတာဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာတရုတ်သင်းမော်တွေနဲ့လေယာဉ်တွေကိုကြာရှည်စွာနှီးကပ်ဆောင်ကြည့်မှုခြေရာခံမှုနဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေလှုံ့ဆော်လာခဲ့တာဖြစ်ပါတယ်။ဒီအချိန်တွေဟာတရုတ်သင်းမော်တွေနဲ့လေယာဉ်တွေရဲ့လုံခြုံရေးကိုအန္တရာယ်ဖြစ်စေပြီးပင်လယ်ပြင်နဲ့ဝေဟင်လုံခြုံရေးပြဿနာတွေကိုအလွယ်တကူဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်။ နောက်ဆုံးဖြစ်ရမှာမီယာကိုရေလက်ကြားကိုဖျက်ဆီးသွားတဲ့တရုတ်သင်းမော်ရီရဲ့ပေါ်ထွက်လာမှုဟာဂျပန်နိုင်ငံဟာဒီဒေတာမှာထပ်မံတတိထားစောင့်ကြည့်နေတယ်ဆိုတာကိုတက်သေးပြခဲ့တာဖြစ်ပါတယ်။တရုတ်ဘက်ကတော့ဂျပန်နိုင်ငံရဲ့ဒီလိုလှုပ်ရှားမှုကိုမမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ပေကျင်းဆိုရဟာဒီဒေတာမှာလှုပ်ဆောင်တဲ့ရေတက်လှုပ်ရှားမှုတွေဟာတတိမထားမိပဲဖျက်ဆီးသွားနိုင်မယ်လို့ယုံကြည်ထားခဲ့ပေမဲ့အရာရာတိုင်းဟာအရင်ကလိုမဟုတ်တော့ပါဘူး။ဂျပန်နိုင်ငံဟာအနောက်ပစိဖိတ်ဒေသမှာစိန်ခေါ်မှုအသစ်တွေဇက်တိုက်ရင်ဆိုင်နေရတယ်ဆိုတာကိုသဘောပေါက်လာနေပြီး ီဒေတာဟာတရုတ်နိုင်ငံကပေါ်ထွက်လာတဲ့ဗတ်ပေါင်းစုံအင်အားကြီးကမ္ဘာအစည်းအဝေးမှာသူ့အပိုင်ဖြစ်အောင်ကြိုးပမ်းနေတဲ့နယ်မြေဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အဓိကကာကွယ်ရေးဦးစားပေးမှုတွေကိုအသေးစိတ်ဖော်ပြရင်းဂျပန်နိုင်ငံရဲ့ကာကွယ်ရေးအစီရင်ခံစာ Defense Wise Paper ဟာမြောက်ကိုရီးယားနိုင်ငံရဲ့နျူကလ িয়ার ချိန်ချောက်မှုနဲ့ရုရှားနိုင်ငံရဲ့အနောက်မြောက်ပစိဖိတ်ဒေသမှာရှိတဲ့ကူရီကျွန်းစုတွေကိုသိမ်းပိုက်ထားမှုနဲ့ပတ်သက်တဲ့ဆက်လက်ရှိနေတဲ့စိုးရိမ်မှုတွေကိုလည်းဖော်ပြထားတာဖြစ်ပါတယ်။ ဒီကာကွယ်ရေးစာတမ်းဟာတိုချိုဆိုရရဲ့ကာကွယ်ရေးအသုံးစရိတ်ပေါ်ဂတိကဝတ်ကိုပြန်လည်အတည်ပြုထားပြီး2029ခုနှစ်မှာဂျပန်နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်တွေကိုအခြေခံအားဖြည့်ဖို့နဲ့ဖြည့်စွမ်းမှုအစီအမံတွေအတွက်ဘတ်ဂျက်ဟာ2022ခုနှစ် GDP ရဲ့200ကိုင်းလုံးထိရောက်ရှိအောင်လိုအပ်တဲ့အစီအမံတွေကိုဆောင်ရွက်မယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ဒီအဆင့်မှာဗန်နာငွေထောက်ပံ့မှုဟာ2029ခုနှစ်မှာရန်ငွေ17 trillion ဒါမှမဟုတ်ဒေါ်လာ69.6 billion ခန့်ရောက်ရှိမယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။ 2024ခုနှစ်ကနေ2028ခုနှစ်အတွင်းဂျပန်နိုင်ငံရဲ့ကာကွယ်ရေးတုံးကျိတ်ဟာစစ်တပ်အတွက်ပြည်စုံတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်ကိုဆောင်ရွက်သွားမယ်လို့မျှော်မှန်းထားပြီးဒီထဲမှာရေတပ်ဖလက်ဖောင်းအစ်တွေဖွံ့ဖြိုးတိုးတက်ရေးနဲ့အကွာအဝေးရှိတိုက်ခိုက်ရေးလက်နက်တွေထည့်သွင်းတာတွေပါဝင်မှာဖြစ်ပါတယ်။ဒါအပြင်ဂျပန်နိုင်ငံဟာအရင်ကထားရှိခဲ့တဲ့ GDP 100ခန်းလုံးကန့်သက်ချက်ကိုဖယ်ရှားလိုက်ပြီးလာမယ့်10နှစ်အတွင်း200ခန်းလုံးအဆင့်ကိုရောက်ရှိဖို့ရည်မှန်းထားကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။လက်ရှိခံမှန်းချက်တွေအရဂျပန်နိုင်ငံရဲ့ကာဝေးရေးအသုံးကျိတ်ဟာ GDP ရဲ့1.600ခန်းလုံးခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။ဂျပန်နိုင်ငံရဲ့ဒီကာဝေးရေးစီမံတွေနဲ့စည်ရေးဖွံ့ဖြိုးတိုးတက်မှုဆုံးဖြတ်ချက်တွေရဲ့နောက်ဘက်မှာအကြောင်းပြချက်တရားဝင်များစွာရှိနေပြီးဒါကို အသေးစိတ်ကြည့်တဲ့အခါပုံမိုရှင်းလင်းစွာနားလည်နိုင်မှာပါ။ဥပမာအဖြစ်တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရဲ့ဖြစ်နိုင်ခြေရှိတဲ့ချင်းချောက်မှုတွေကိုအသေးစိတ်ရှင်းပြထားတဲ့အစီရင်ခံစာရ2023ခုနှစ်ဘန်နာနှစ်မှာဂျပန်နိုင်ငံရဲ့လေကြောင်းကိုပိုင်ကာဝေးရေးတပ်ဖွဲ့ရဲ့တိုက်လေရင်တွေဟာ ချင်းကပ်လာတဲ့လေရင်တွေကိုကြားဖြတ်ဖို့669ကြိမ်ထွက်ခွာခဲ့ရပါတယ်။ဒီဖြစ်ရပ်တွေရဲ့အများစုဟာတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကလုံဆောင်ခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံဟာ459ကြိမ်နဲ့ရုရှားနိုင်ငံဟာ194ကြိမ်ပါဝင်ခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာဒီအတွက်ကာဝေးရေးစီမံတွေကိုတိုးမြှင့်ခဲ့ပါတယ်။အထူးသဖြင့်ဂျပန်နိုင်ငံရဲ့ကာဝေးရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဟာအာကာသစိုက်ပါလျှက်စစ်တန်လိုက်နယ်ပယ်တွေနဲ့စစ်ဘက်ဝန်ဆောင်မှုတွေရဲ့ပုံမှုပေါင်းသိမှု စတဲ့နေဘယ်ရီမှာနိုင်ငံရဲ့ကြိုးစည်းပွားကိုကာကွယ်ဖို့မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တွေကိုပံ့ပိုးပေးဖို့ရည်ရွယ်ထားတဲ့အရေးကြီးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒီထဲမှာ2029ခုနှစ်မှာဂျပန်နိုင်ငံရဲ့နေမြေကိုပိတ်မှတ်ထားတဲ့ကျူးကျော်မှုတွေကိုကင်တွယ်ဖို့အဓိကတာဝန်ယူဖို့ရည်မှန်းချက်လည်းပါဝင်ပြီးဒီလိုချိန်ဆမှုတွေကိုတားဆီးဖို့နဲ့အနိုင်ယူဖို့၎င်းရဲ့မဟာမိတ်တွေနဲ့အခြားသူတွေရဲ့ထောက်ခံမှုကိုရယူမှာဖြစ်ပါတယ်။ ဒီလိုကိုပိုင်ကာကွယ်ရေးစွမ်းရည်ပေါ်ဂတိကဝတ်ကို2024ခုနှစ်အစီရင်ခံစာမှာထပ်မံအတည်ပြုခဲ့ပြီးဒါဟာဂျပန်နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုတို့ရဲ့ဆက်ဆံရေးမှာပြောင်းလဲမှုတစ်ခုကိုအချက်ပြခဲ့တာပါဒီဆက်ဆံရေးဟာကာကွယ်ရေးမူဝါဒရဲ့အဓိကအုတ်မြစ်ဖြစ်နေစေဖြစ်ပေမဲ့ဂျပန်နိုင်ငံဟာအမေရိကန်စစ်တပ်အင်အားတွေကိုဂျပန်မှာလက်ခံထားတဲ့နိုင်ငံတစ်ခုဖြစ်လှုပ်ဆောင်မဲ့အစားစစ်ရေးမိတ်ဖက်တွေရဲ့သဘောအရဆွေးနွေးလာနေတာပါအစီရင်ခံစာမှာဖော်ပြထားတာကတော့ဂျပန်နိုင်ငံမှာအမေရိကန်တပ်ဖွဲ့တွေရှိနေတာဟာ ကာကွယ်မှုလုံဆောင်ချက်တစ်ခုဖြစ်ဆောင်ရွက်ပေးနေပြီမယ်။ American တပ်ဖွဲ့ USFJ ဖြန့်ကျက်မှုကဒေတာကန်လူလူပေါ်တက်ရောက်မှုကိုရှော့ချဖို့ကြိုးပမ်းရမှာဖြစ်ပြီးဒါဟာဒေတာတစ်ခုချင်းစီရဲ့အမှန်တကယ်အခြေအနေတွေနဲ့လိုင်းရောညီထွေဖြစ်အောင်ဆောင်ရွက်ရမှာပါ။ American တပ်ဖွဲ့ USFJ ကိုပြန်လည်ဖွဲ့စည်းတာဟာ Okinawa အပါဝင်ဒေတာကန်လူလူပေါ်တက်ရောက်မှုကိုရှော့ချဖို့နဲ့ဂျပန် American မဟာမိတ်ရဲ့ဟန်တာမှုနဲ့ဝင်ရောက်ဆွတ်ဖက်နိုင်စွမ်းကိုပုံမူအားကောင်းအောင်လှုပ်ဆောင်ဖို့အရေးကြီးတဲ့အစပြုမှုတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာဂျပန်နိုင်ငံမှာအမေရိကန်တပ်ဖွဲ့သား9000ရှိနေတာဖြစ်ပါတယ်။ဒီမှာမှတ်သားစရာကတော့ဂျပန်နိုင်ငံမှာကမ္ဘာပေါ်မှာအမေရိကန်စစ်အခြေစိုက်စခန်းအများဆုံးရှိပြီးလဲပတ်နေတဲ့စခန်း120ရှိတာဖြစ်ပါတယ်။ဒါဟာတရုတ်နိုင်ငံကိုအများဆုံးစိန်ခေါ်နေတဲ့အကြောင်းချက်တွေတဲကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံဟာထိုင်ဝမ်နိုင်ငံပေါ်အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းဆက်လက်တောင်းဆိုနေပြီးအမေရိကန်လုံခြုံရေးမိဖက်ကိုအင်အားသုံးချိမ့်ချောက်မှုတွေနဲ့ဆက်လက်ခြောက်လှန့်နေတယ်လို့ပင်ဒကွန်ကဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာအလက်စားတာဝေးဒုံးကြီးတိုးလောင်မှုကိုအခု1000ကနေအခု1300အထိတိုးမြှင့်ခဲ့ပြီးဒီဒုံးကြီးတွေဟာမိုင်1864အကွာဝေးကပြင့်မှတ်တွေကိုထိမှန်နိုင်သွမ်းရှိတာဖြစ်ပါတယ်။ဒါဟာဂျပန်နိုင်ငံမှာရှိတဲ့ American စစ်အခြေစိုက်စခန်းတွေကိုတရုတ်ဒုံးကြီးတွေရဲ့ပြင့်မှတ်အကွာဝေးတွင်ပြစ်ခတ်နိုင်နေစေပါတယ်။ Hassan Institute ဆိုတဲ့သုတေသနအဖွဲ့တစ်ခုက American ပြည်ထောင်စုအနေနဲ့တရုတ်ဒုံးကြီးတွေရဲ့အကွာဝေးအတွင်းရှိစစ်ဘက်လေယာဉ်ကွင်းတွေကိုအားဖြည့်ဖို့တောင်းဆိုခဲ့ပြီး ရုတ်တရက်တိုက်ခိုက်မှုတွေကြောင့်မြေပြင်မှာအမေရိကန်လေယာဉ်တွေပျက်စီးသွားနိုင်တဲ့ဖြစ်နိုင်ခြေကိုစန့်ကျင်ပြီးလေကြောင်းတာလွန်မှုကိုထိမ့်သိမ်းမှုကြီးရွယ်တာဖြစ်ပါတယ်။စစ်ရေးကျွမ်းနေသူတွေနဲ့စစ်ပွဲလေလာတုံးသက်သူတွေကလည်းအမေရိကန်ပြည်ထောင်စုအနေနဲ့ Pacific ဒေသမှာတရုတ်နိုင်ငံကိုစန့်ကျင်တဲ့လှုပ်ဆောင်ချက်တွေလှုပ်ဆောင်ဖို့တောင်းဆိုခဲ့ကြပါတယ်။အနောက်ပစိဖိတ်မုတ်တရားမှာရှိနေတဲ့ American စစ်ခြေဆိုင်စခန်းတစ်ခုဖြစ်တဲ့ကဒါနာမှာမကြသေးခင်ကတရုတ်နိုင်ငံရဲ့အကွာအဝေးအကွာအဝေးအရှိတုံးကြီးတိုက်ခိုက်မှုဖြစ်နိုင်ခြေအတွက်ပြင်ဆင်မှုအနေနဲ့ စည်ရေးလေ့ကျင့်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။မေလ6ရက်ကနေ9ရက်တွင်ကရနာလေတက်အခြေစိုက်စခန်းမှာလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး355လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့မှတာဝန်ပေးရထားတဲ့ F-35A ကိုကိုပြောက်တိုက်လေရင်အများပြားပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီ F35A တိုက်လေယာဉ်တွေကိုကဒါနာလေတက်ခြေဆိုင်စခန်းရဲ့တောင်ဘက်မှာရှိတဲ့မရိန်းတပ်ဖွဲ့လေယာဉ်ကွင်းဖူတန်မာကနေဖြန့်ကျက်ခဲ့တာပါ။ ဒီဖြန့်ကျက်မှုရဲ့ယူရချက်ကတော့စိန်ခေါ်မှုရှိတဲ့ဒီနေရာတစ်ခုကနေလေရင်တွေကိုလှင်မြန်စွာဖြန့်ကျက်နိုင်စွမ်းကိုစမ်းသပ်ဖို့နဲ့နေရာများပြားကနေအင်အားဖြန့်ကျက်နိုင်မှုကိုစမ်းသပ်ဖို့ဖြစ်ပါတယ်။ဒီလေရင်တွေပါဝင်တဲ့လေ့ကျင့်မှုအတွင်းကရနာလေတဲ့အခြေဆိုင်စခန်းမှာတာဝန်ပေးရထားတဲ့ဤပညာရှင်တွေကလက်နက်တွေကြောင့်ပျက်စီးသွားတဲ့နေရာတွေမှာပြုပြင်မှုပုံစံတူလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးလေစိတ်ပျက်စီးမှုကိုလှင်မြန်စွာတတ်တာစေမယ့်ဤပညာတွေကိုဖွံ့ဖြိုးစေခဲ့ပါတယ်။ American Leader ရဲ့စည်ရေးအုံချမှုသဘောတရားအရ ဒီဖြတ်ကျက်မှုလုပ်ငန်းတွေကရန်သူအတွက်လေရင်တွေကိုပိတ်မှတ်ထားဖို့ခက်ခဲစေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကဒါနာမှာအမေရိကန်လေတပ်ရဲ့တိုက်လေရင်အရေးအတွက်ပုံများလာတာဟာတရုတ်နိုင်ငံကိုစန့်ကျင်တဲ့အရေးကြီးတဲ့ဟန်တာမှုအစီအမံတွေတဲကတခုဖြစ်ခဲ့တာပါ။ပြီးကြတဲ့လကအလာစကာပြည်နယ်မှာရှိတဲ့ ILSN လေတပ်အခြေစိုက်စခန်းကနေကဒါနာလေတပ်အခြေစိုက်စခန်းစီပြန့်ကျက်ခဲ့တဲ့တိုက်လေရင်တွေဟာအိုကီနာဝါကျွန်းပေါ်မှာအမေရိကန်စစ်လေရင်တွေရဲ့ဆက်လက်ရှိနေမှုကိုထေချာစေဖို့ ရည်ရွယ်တဲ့နောက်ဆုံးပြန်လည်ဖြန့်ကျက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ကရနာလီဒက်ခြေဆိုင်စခန်းမှာအင်ရှင်တပ်ဖွဲ့ဖြစ်တဲ့ American Leader ရဲ့အမှတ်၈၈တပ်ဖွဲ့ကလေစိတ်ပျက်စီးမှုကိုလင်းမြန်စွာပြုပြင်တာဟာဒေတာရင်းရန်သူတွေကိုဟန်တားဖို့နဲ့ American လေကြောင်းအင်အားကိုထုတ်လွှတ်ဖို့အရေးကြီးတဲ့မဟာဗျူဟာတည်နေရာဖြစ်အခြေဆိုင်စခန်းရဲ့အခန်းကဏ္ဍကြောင့်အလွန်အရေးကြီးတယ်လို့ဖော်ပြခဲ့တာဖြစ်ပါတယ်။အမှတ်၈၈တပ်ဖွဲ့ကကဒါနာလီဒက်ခြေဆိုင်စခန်းမှာလေစိတ်ပျက်စီးမှုအကဲဖြတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး မြေပြင်မှာရှိတဲ့ဝင်တန်းတွေနဲ့ရဟတ်ယာဉ်တွေကိုအသုံးပြုပြီး area ကိုစစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ဒါဟာပျက်စီးမှုရဲ့တိကျတဲ့ပုံရိပ်ကိုဖန်တီးပေးခဲ့ပြီးလေစိတ်လေပတ်မှုတွေကို ပြန်လည်ထူထောင်ဖို့စီစဉ်မှုကိုထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ American Leader အမှတ်78တပ်ဖွဲ့ရဲ့အဆိုအရတွက်လက်တဲ့စစ်ရေးအုံချမှုရဲ့ရွေချက်ကတော့ပတ်ဝန်းကျင်မရွေးလေချောင်းအင်အားကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့တပ်ဖွဲ့တွေကိုစွမ်းဆောင်နိုင်သည်ဖြစ်ပြီးစွမ်းရည်တွေမှာလိုင်ယောညီထွေမှုနဲ့ကြွမ်းကျင်မှုကိုထည့်သွင်းဖို့ဖြစ်ပါတယ်။ အမှတ်၈တက်ဖွဲ့ဟာ Pacific ဒေသရဲ့အဓိကအုတ်မြစ်ဖြစ်ကမ္ဘာအခြေအနေတွေကို တုံ့ပြန်ဖို့သူ့ရဲ့အဆင့်မြင့်လေပတ်နိုင်စွမ်းကိုဆက်လက်ချဲ့ထွင်သွားပဲရှိပါတယ်။တချိန်ထဲမှာပဲ American ပြည်ထောင်စုဟာတရုတ်နိုင်ငံကိုစန့်ကျင်တဲ့လေကျင်းမှုတွေကိုကဒါနာလေတက်ခြေဆိုင်စခန်းမှာပြုလုပ်ခဲ့ပြီးဒီဒေသမှာရှိတဲ့၎င်းရဲ့ရေတက်အင်အားတွေကိုအဆင့်အင့်အနေထားမှာထားရှိခဲ့တာဖြစ်ပါတယ်။နောက်ဆုံးဂျူဒူတပ်ပုံတွေရ American လေတင်သင်းမော USS Nimitz ဟာတောင်တရုတ်ပင်လယ်မှာဆက်လက်လှုပ်ရှားနေပါတယ်။ ်အမေရိကန်ပြည်ထောင်စုရဲ့တတ်မှရေရင်စု UX7 Fleet ဟာအနောက်ပစိဖိတ်မုတ်တရာမှာရေတက်တည်ရှိမှုကိုထိန်းသိမ်းထားပြီးနျူကလ িয়ার စွမ်းအင်သုံးသင်္ဘောဟာတည်ရှိမှုနဲ့တိုက်ခိုက်ရေးအဆင့်သင်အင်အားတွေကိုပံ့ပိုးပေးတယ်လို့ဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုရဲ့ဒီလိုရေတက်လှုပ်ရှားမှုတွေကိုစိုးရိမ်နေပေမဲ့တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ရေတက် PLA Navy ရဲ့ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ကိုလှစ်လျူရှုလို့မရပါဘူး။ပြီးခဲ့တဲ့၁၀ခုနှစ်တွင် တရုတ်နိုင်ငံရဲ့ရေတပ်ဟာလှင်မြန်စွာချဲ့ထွင်မှုကိုပြုလုပ်ခဲ့ပြီး2015ခုနှစ်လောက်မှာတရုတ်ရေတပ်ဟာအမေရိကန်ရေတပ်ကိုအရွယ်စားရကျော်လွန်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းတရုတ်ရေတပ်ဟာဆက်လက်ချဲ့ထွင်နေသေးဖြစ်ပါတယ်။အမေရိကန်ကွန်ကရစ်သုတေသနဝန်ဆောင်မှုရဲ့ခန့်မှန်းချက်တွေအရ2021ခုနှစ်မှာတရုတ်ရေတပ်မှာတင်းပေါ်နဲ့ရင်ငုံတင်းပေါ်ပေါင်း348စီးရှိခဲ့ပြီးအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ဒီရေတပ်ကို355စီးအဖြစ်အနည်းငယ်ပုံမှုဖော်ပြခဲ့တာဖြစ်ပါတယ်။ အခြားထိပ်တန်းနိုင်ငံတွေရဲ့ရေရင်စုရွယ်စားဟာ2021ခုနှစ်အရနှိုင်းရှင်ရင်အတော်လေးသိငယ်တယ်ဆိုတာကိုသတိပြုရမှာဖြစ်ပါတယ်။ဗြိတိရှားတော်ဝင်ရေတပ်မှာသင်္ဘော86စီးရှိပြီးဩစတြေးလျတော်ဝင်ရေတပ်မှာသင်္ဘော44စီးပါဝင်တဲ့ရေရင်စုရှိတာဖြစ်ပါတယ်။2019ခုနှစ်နဲ့2019ခုနှစ်ကြားမှာတရုတ်နိုင်ငံကအိန္ဒိယ၊ဩစတြေးလျ၊ဂျပန်ပြင်သစ်နဲ့ United Kingdom တို့ရဲ့စုစုပေါင်းထက်ပိုများတဲ့သင်္ဘောတွေကိုတိစောက်ခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။